တန်ကိုရီးယားမင်းသားဆောင်ဂျုံကြီး IAN Worldwide အမှတ်သိတန်တမန်ဖြစ်လာ This Sunday of the Sunday when Siso Gedo drama salon တွေမှာပါဝင်တရုပ်ဆောင်ခဲ့တဲ့နှကန်းဒီမာလေးတွေရဲ့အသေးစွဲတန်ကိုရီးယားမင်းသားဆောင်ဂျုံကြီးဟာဖိလစ်ပိုင် IAN Worldwide အမှတ်သိပြည်တွင်းကျန်းမာရေးကုမ္ပဏီတစ်ခုရဲ့အမှတ်သိတန်တမန်ဖြစ်လာခဲ့ပါတယ်ဒါဟာတောင်ကိုရီးယားနိုင်ငံအတွက်ဂုံယူဝန်သာစရာသတင်းကောင်းတစ်ခုဆိုလဲမမှားပါဘူး တန်ကိုရီးယားမင်းသားဆောင်းဂျွန်ဂီဟာဖိလစ်ပိုင် IAM Worldwide အမှတ်တံဆိုင်ဂျမ်းမာရေးနဲ့ဂျမ်းမာရေးအမှတ်တံဆိုင်တစ်ခု တန်တမန်ဖြစ်လာတယ်လို့ထောက်ခံသူတူလည်းဖြစ်ပါတယ်ဖိလစ်ပိုင်လူမျိုးတွေစိတ်တန်သူတို့ရဲ့နှွေးထွေးတဲ့အဝတ်ကြေပုံမှုကိုကျွန်တော်အမြဲတမ်းလေးစားမိပါတယ်ဒီပူပေါင်းဆောင်ရွက်မှုကကျွန်တော်ရဲ့ဖိလစ်ပိုင်ပြည်သက်အတွက်ပုံပုံနဲ့ရှမ်းစွာချိတ်ဆက်စေနိုင်တယ်လို့ဂျွန်ဂီကပြောကြားထားပါတယ် သူရင်ထင်ရှားကျော်ကြားတဲ့အသက်မွေးဝမ်းကြောင်းနဲ့ကိုရင်းကိုသားတန်မိုးတွေကကျွန်တို့ရဲ့အမှတ်30ရဲ့အမြင်နဲ့ရည်မှန်းချက်နဲ့ကန့်ညီပါတယ်လို့ IAM ဥက္ကဋ္ဌနဲ့ပူရဲတီထောင်သူ Ellen Marwin Ida ကချီးကျူးဂုဏ်ပြုထားပါတယ်။သူရဲ့ဩစာနဲ့အနှံ့မှုကဖိလစ်ပိုင်နိုင်ငံသားအများပြားကိုပေါ်ဝါမှထူးချွန်ရောင်တယ်မကဘဲကျမ်းမာရေးနဲ့ညီညွတ်ပြီးပုံမပြည့်စုံတဲ့ဘဝနေထိုင်မှုပုံစံကိုအဆုတ်ကင်ထားဖို့သူတို့ရဲ့စံနှုန်းတွေကိုလိုက်လျော့ဖို့လှုပ်ဆော်ပေးမယ်လို့ယုံကြည်ပါတယ်လို့ IAM ဒုတိယဥက္ကဋ္ဌကပြောကြားထားပါတယ်။လူသိများတဲ့စောင်းကြုံကင်းဟာလူသူဦးချင်းစီရဲ့အိမ်မက်တွေကိုအောင်မြင်ပြီးမဖြစ်နိုင်တာတွေကိုကြော်ဖြတ်ဖို့ IAM ဘဝရဲ့အနှစ်သာရကိုဖော်ညွှန်းနေပြီးပုံမအောင်မြင်အောင်ဆောင်ရွက်သွားနိုင်မယ်လို့ယုံကြည်ထားကြောင်း Ellen Mawe Ida ကဆိုထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။